ေးထားတဲ့မိကွန်းအတွက်ကျွန်တော်တို့ကြက်ဝတ္တနာရှင်ကြီးကိုဒီအားလုံးအတွက်ကျုံးဝင်တဲ့တကျေစုတင်ပါတယ်မိထားတာကြက်ပေါ့ဘဝမှာမစင်ကျင်သုံးလို့တဲ့အတောင်တွေချွတ်ချပြီးနားလိုက်ရတဲ့သဘောပေါ့ဗျာကြက်ပေါ့ဘဝမှာမစင်ကျင်သုံးလို့နားလိုက်ရတယ်ဆိုတော့လေစောစောနားတော့ကောင်းပါတယ်အကောင့်ဘက်ကကြည့်မယ်ဆိုရင်ကျက်သက်ဆောင်တဲ့သဘောမျိုးတော့ဖြစ်သွားသေးတယ်။ကျက်ပေါ့ဘဝမှာမစင်ပြင်းခိုင်းတာ ဘာလို့တမျိုးကောင်းလာလဲဆိုတော့ကိုကြက်ကိုကိုစမွဲဖြေခိုင်းတဲ့သဘောမျိုးဖြစ်သွားတော့ဗျာနော်ဒါလည်းကောင်းပါလေအော်ကိုကြက်အကြောင်းကိုထဲထဲဝင်းဝင်းသိသွားတော့အဲ့ဒါမှမွေးတို့ဘွားမှာကိုကြက်ကိုကိုကြေးကောင်းကောင်းတိုက်တင်လာမတိုက်တင်လာဆိုတော့ချင်းချင်းလို့ရသွားတဲ့သဘောပဲဒါတော့အကောင်းဘက်ကကြည်တာပါโอเคသတိထားမှာနားရတဲ့ချက်မှာနားရတဲ့အချိန်ပေါ့နော်ဒီချက်ကောင်မှာကျမကြီးကောင်းကောင်းယူဆိုင်ဖို့တော့ရည်ကြီးတယ် အဓိကတော့အစာကြီးစနစ်တွေပြကိုကနားရတဲ့ဆိုရင်ပစ္စလက်ကတ်လွတ်ထားဖို့တော့မကောင်းပါဘူးဒါလေးတော့သတိထားသင့်ပါတယ်အဲ့တော့နားရတဲ့အချိန်မှာအချက်ကိုအစာကြီးစနစ်တွေကောင်းအောင်ယူဆိုင်ဖို့လိုချင်တယ်ပြောချင်တာမနေ့အစာကျွေးပြီးလို့ရှိရင်ဘယ်အချိန်လောက်မှကိုယ့်ချက်ကအစာကြီးလဲပေါ့ဗျာစလုပ်ထဲမှာအစာမရှိလဲပေါ့ဘယ်နှနာရီလောက်ဆိုစလုပ်ထဲမှာအစာမရှိကြလဲပေါ့အော်စလုပ်ထဲမှာအစာမရှိတော့ဘူးဆိုရင်ကိုကအစာထက်ကျွေးဖို့လိုဘူးလေ သူကအစာပြည့်ရင်သူကလွတ်ထားတဲ့ချက်ဆိုရင်တော့သူဘေးစာတွေစားတော့မှသူမဟုတ်မှတ်တွေစားပြီးကျန်းမာရေးအတွက်ဆိုရင်ရတယ်အဲ့တော့ကိုကအဲ့ဒါတွေကိုမဖြစ်အောင်အစာတော့ပုံမှန်လေးလိုက်ထည့်ပေးတင်တယ်ပေါ့နော်အဲ့တော့အသီးရွက်လေးတွေလည်းကျွေးတင်တယ်ပေါ့ဒါကတော့နားရတဲ့ချက်ဆိုတာတော့ဗီတာမင်တက်လုံလောလောစားရလीပူကောင်းလीပဲဒီချိန်မှာတော့သူခိုးလို့တော့မရဘူးပေါ့နော်အော်ကျန်းကျင်ဒီလေးတွေခွန်မယ်နေကင်းလေးတွေချက်သွန်းကြီးခွန်မယ်အဲ့လိုအစာလေးကျွေးမယ်ဒီလိုလေးတွေတီးတရာလုပ်တင်ပါလေ အဓိကတော့ဗီတာမင်ပြည့်ဝဖို့လိုတာပေါ့နော်အဲ့ဒါမှလည်းအတောင်ဟောင်းအမိကောင်းတွေပြန်ထွက်လာမှာပေါ့အဲ့တော့နားရတဲ့ချိန်ဆိုတော့အစာကြီးစနစ်ကတော့အဟာရစုံစုံလင်လင်ဖြစ်အောင်ကျွေးတာအကောင်းဆုံးပါတပတ်တစ်ချိန်လည်းအားစီးလေးတော့ခွန်ပြီးတင်တယ်ပေါ့အာပူကြီးပွားကြီးတိုက်တဲ့အားစီးဆိုလည်းရပါတယ်အာအော်ရာမင်းကြီးလိုပါဘူးလည်းရပါတယ်ဒါမှမဟုတ်တလုံးတလုံးခုခံအစနစ်လေးတွေကောင်းလာအောင်ကျမကြီးတို့ရာသီဥတုချင်းကြီးတိုက်ပေါ်တာကတော့ တော့ရာသီဥချင်းနေဆိုလို့ရာသီဥချင်းနေကြည့်ပြီးလဲကြက်ကိုနားရတဲ့ကြက်ဆိုရင်ပြင့်မထားပါနဲ့ရေမွှားပြီးပါရေမွှားပြီးတာတော့ကြက်ကိုအတောင်ဆုံးနဲ့မြန်စီပါတယ်ငါကြက်ဆိုပြီးတော့တော့လဲရေမွှားပဲပြင့်မထားပါနဲ့ရေလေးမွှားမွှားပြီးပါမျက်နှာလေးတွေတက်ပြီးပါဒါမိုးလေးတွေလုတ်ပြီးတက်ပါတယ်အစာကျွေးတာတော့သတိထားဖို့တော့တို့လေပေါ့နော်အစာရှိလို့ရှိရင်စလုပ်ထဲမှာပေါ့အစာရှိလို့ရှိရင်အစာဟောင်းနေရှိတယ်ဆိုလို့ရှိရင်ညနေအိမ်တန်းတက်တဲ့အချိန်မှာပေါ့နော်အစာဟောင်းနေရှိတယ်ဆိုလို့ရှိရင် အစာတက်မကြွေးပါနဲ့ဥပမာည9:00နာရီလောက်ထိစောင့်ကြည့်ပါတော့ည9:00လောက်ထိစောင့်ကြည့်လို့ဒီကျက်စလုပ်ထဲမှာအစာရှိသေးတယ်ဆိုရင်တော့အញ្ញံအစာမကြွေးတယ်မဟုတ်သူအစာမချက်ဘူးပေါ့နော်အားလုံးယူဆလို့ရတယ်ဒါကတော့လွတ်ထားတဲ့ကျက်တွေမှာအဖြစ်များပါပဲအစာမရှိဘူးဆိုမှ9:00နာရီလောက်အစာမရှိဘူးဆိုမှကိုစမ်းအောင်တင်းတင်းလျောက်ပဲကြွေးပေါ့အများကြီးလည်းမကြွေးတော့တော့ချန်လေးတည်သွားအောင်အဲ့တော့ဒီအစာကြွေးစနစ်ကတော့ဒီအဓိကအရေးကြီးရဲ့ဗျ စာဘလို့လို့ဆိုတော့အစာအကြောင်းမသိတာလေသိတာကျမကြီးဖြစ်တာလေအစာအကြောင်းမအဲ့တော့ကိုကျုပ်ကိုကိုနားတဲ့အချိန်မှာပစ္စကတော့မထားပါနဲ့ထင်းထင်းသေးသေးစာကြီးလားမကြီးလားကိုကျုပ်ကိုကိုဒါအမြဲတစီယူဆိုင်နေလို့လို့ပါတယ်အဲ့တော့ညဘက်တီးကတော့အစာဟောင်းကုန်မှာအစာတစ်ကြွေးပါစာဟောင်းကုန်နဲ့ဒီဆောင်ပါပဲအဲ့ဒါတော့အဓိကပါပဲအဲ့တော့ညဘက်ကိုစာကြွေးပြီးလို့ရှိရင်လည်းဘပ်လက်တစ်လုံးတစ်လုံးခွန်သွားပြီလို့ရရမှာဘပ်လက်လည်းကြွေးတင်ပါတယ်ဘပ်လက်ကအစာကြီးလည်းစာကြီးလည်းစာအောင်လည်းစားစီခြင်းစားခြင်းစိတ်ပေါက်တယ်ဗော။ ါလေးတွေလည်းလုပ်ပေးတက်ပါတယ်လားထားတဲ့အချိန်ပေါ့ Okay အဲ့တော့နားရပြီလို့အတောင်းလေးစုံပြီးအမိလေးစုံပြီးဆိုရင်ဒါကျသမားတိုင်းပြန်ပြင်ဆင်တော့မှာပေါ့အဲ့တော့လွယ်ပါတယ်ဒါလေးရလဲနည်းနည်းမိုးလင်းရေတိုက်နေလန်းရေကိုင်းအစာကျွေးအဓိကတော့ပြန်တိုက်တော့မယ်ကျတဲ့ကောင်ဆိုရင်တော့လောင်မွေးစနစ်ပဲသုံးတယ်လို့ထင်ပါတယ်တိုက်ပွဲဝင်မယ်ကျတဲ့ကောင်ကိုသုံးမွေးတာတော့အနေများတယ်ဗျာ နော်သူဘာစားလို့စားမှန်းလည်းမသိကဲမြို့ပေါ်မှာဆိုလမ်းမနေရဆိုဆိုင်ငယ်တွေပါပတ်သွားလားတိုက်သွားလားကိုလည်းကောင်းအောင်မသိရဒါမျိုးရှိတယ်လောင်မွေးစနစ်ကတော့အကောင်းဆုံးပါအဲ့တော့ကြက်ဘုတ်ဘွားမှာကိုကမစင်မချင်းခိုင်းလာတာဆိုတော့ခံလာတော့မလိုဘူးလို့ယူဆတယ်တက်လုံးနဲ့မှရှောက်ဖို့ပဲလိုမယ်လို့အကြံပြုကြပါတယ်အဓိကကတော့တက်လုံးနဲ့မိုင်းပဲပေါ့ကျပေါ်ပေါ်မှာကောင်းကောင်းခိုင်းလာတာဆိုတော့ခန္ဓာရွယ်ကတော့သူ့ကိုလေ့ကျင့်ပြစရာမလိုဘူး အဲ့တော့အသက်လုံးနဲ့မှရှောက်ဖို့ဆိုရင်တော့အကြံပေးပါဆိုရင်ကွင်းကြောင်းစနစ်ကိုပဲအကောင်းဆုံးအကြံပေးပါတယ်။ကွင်းမဲကောင်းကောင်းကြောင်းပါ။အဲ့တော့ကွင်းကြောင်းနဲ့အခါမှာပထမတစ်ခေါက်ကြောင်းလို့ရှိရင်ချက်မပြေးနိုင်လို့တဲ့အထီးပေါ့နော်။ပတ်မောင်းလိုက်။ချက်လုံးဝမပြေးတော့ဘူးဆိုလို့ရှိရင်တော့ချွဲချအေးကိုင်းနပ်ပနာပါဗျ။အဲ့တော့ဒုတိယတစ်ခေါက်လည်းပထမတစ်ခေါက်လိုပဲ။ပထမအချိန်တိုင်းပဲ။ပတ်မောင်းပြလိုက်။ ပမောင်းပြစ်လိုက်လို့ချက်ကပြေးနိုင်တယ်ချက်ကပထမအချိန်ရောက်တာတော့မှရက်မသွားဘူးပြေးနိုင်တယ်မောတော့မောမှာပေါ့နော်ပါးစပ်ကတော့မောမယ်ဒါပေမဲ့ချက်ကတန်တန်မာမာပဲပြေးနိုင်တယ်သူပြေးတာကဟိုစတာထွက်တယ်လို့ပဲလွတ်လွတ်ကျွတ်ကျွတ်ပြေးနိုင်တယ်ဆိုလို့ရှိရင်တိုးတက်လာတယ်ပေါ့ဗျာပြောချင်တာကတော့တိုးတက်လာတယ်ဆိုရင်တော့သိကြပြီဒါဆိုရင်နှစ်ပတ်နာချီချောထိုးကြည့်သုံးပတ်ပြည့်ကျေးစမ်းပေါ့ဗျာရရတခေါက်မောင်းနေတယ်ရနိုင်တယ်လို့ယူဆရပါတော့ ်အေးစိတ်မချအောင်ဆိုရင်တော့ဒုတိယတစ်ခေါက်တတိယတစ်ခေါက်ဒါမျိုးမောင်းပြီးတော့မှကြီးစမ်းကြည့်လို့ရပါတယ်အဲ့တော့ကြီးစမ်းတဲ့နေရာမှာလဲကိုကြက်မခုဘူးထင်တယ်ခံတယ်အရင်တော့ဒီလိုမျိုးဆိုရင်မခံဘူးကိုကြက်ကဒီတစ်ခါခံတယ်ဆိုလို့ရှိရင်အကျက်အပြည့်စီမခံပါနဲ့ပြန်ကောက်ပါလို့အကြံပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ခံလားမလို့တော့တဲ့အတွက်ခံလားမလို့တဲ့အတွက်ကျွန်တော်တို့ကခံစရာမလိုဘူးဒီချက်က တော့ဒီချက်မခွတ်လို့ခံနေဆိုတာကိုကကိုကြဲအကြောင်းကိုသိတဲ့အတွက်ပြန်ကောက်ပေးလိုက်ပါဇွဲမလျှော့ပါနဲ့အဲ့တော့အဓိကပြောချင်တာကတော့ချက်ကိုခွက်လက်လုံးဝမပုတ်ဘဲနဲ့ကျွတ်ကျွတ်လွတ်လွတ်ဖြစ်အောင်ကွင်းချောင်းစနစ်ကိုပဲအသုံးချပြီးတော့ပြင်သစ်နေလို့အကြံပေးချင်ပါတယ်ကွင်းချောင်းကအကြံမပြည့်စည်ဘူးခွက်လက်ပုတ်တာကအခမ်းမတင်အကြံပြည့်စည်သွားတတ်တယ် အဲ့တော့မခွတ်မချင်းကြက်မခွတ်မချင်းပေါ့နော်ဒီကွင်းကြောင်စနစ်ကိုပဲအကောင်းဆုံးအသုံးချပြီးတော့ပြင်ဆင်ပြီးတိုက်ပါလို့ကြိုးစားရင်းနဲ့ပဲညီကုန်းချုပ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်